အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကမျှဝေပေးသွားမှာကတော့ဖုန်းသုံးရင်းနဲ့နေ့စဉ်ဝင်ငွေတွေကိုဖန်တီးပေးသွားမယ်ရရှိအောင်ဖန်တီးပေးမယ် application တစ်ခုရဲ့အကြောင်းကိုကျွန်တော်မျှဝေပေးထားမှာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ video လေးကိုမစတင်ခင်မှာ subscribe နဲ့ like လေးလေးလုပ်ပြီးသွားကြပါအောင်နော် ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီဒီ application ကိုဖွင့်ဖို့အတွက်ကျွန်တော်တို့ပထမအဦးဆုံး sign in ဝင်ရပါမယ် sign in ဝင်ဖို့အတွက်ကျွန်တော် video ရဲ့အောက်မှာကျွန်တော် description မှာကျွန်တော် link ချပေးထားပါတယ်ဥပမာအပြင်မလုပ်တတ်သေးတဲ့သူတွေအတွက်ဒါဆိုလို့ရှိရင် video video ရဲ့အောက်ကဒီလိုဘေးမှာရှိတဲ့မြားလေးနှိမ့်လိုက်ပါနှိမ့်လိုက်ပြီးဆိုတော့ဒီအောက်မှာပေါ့နော်ကျွန်တော် million sign in တော့ link ဆိုပြီးတော့ကျွန်တော်ချထားပေးပါတယ်အဲ့ဒီမှာဒီစာတမ်းအပြားလေးကိုနှိပ်ပြီးတော့ဝင်လိုက်ပါနော်နှိပ်ပြီးတော့ဝင်လိုက်ပါပြီးရင်ဒီက Google Chrome ပဲယူပေးလိုက်ပါနော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒီ link နဲ့ရောက်သွားမယ်ရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်ကဖောက်တဲ့နီးလေးကိုကျွန်တော်ပြသွားပြီးမှဖြစ်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါနော်နောက်ထပ် messenger နေပြီးတော့ဖောက်တဲ့နီးလေးကိုလည်းကျွန်တော်ပြအောင်မှာပဲဖြစ်ပါတယ်ခင်ဗျာ messenger ဆိုလို့ရှိရင်ကျွန်တော်ရှိကျွန်တော်ရှိရဲ့မိတ်ဆွေတွေကိုကျွန်တော် messenger နေပြီးတော့ link ပို့ပေးတာပဲဖြစ်ပါတယ်ခင်ဗျာ okay အခုဆိုလို့ရှိရင် account ဖောက်ပြမှာဖြစ်ပါတယ် account ဖောက်မယ်ဆိုလို့ရှိရင်ကျွန်တော်ပို့ပေးလိုက်တဲ့ link ကိုပေါ့နော်ကိုယ့်ရဲ့ messenger ထဲမှာပေါ့နော်ကျွန်တော်ပို့ပေးထားတဲ့ link လေးကိုဝင်ယူလိုက်ပါမယ် ဝင်ယူမယ်ဆိုလို့ရှိရင်ဒီတင်လေးကိုကြကြလေးဖိထားလိုက်ပါနော်ဖိထားပြီးလို့ရှိရင်ဒီမှာစာလေးရှိပါတယ်ဒီ copy ဆိုတာလေးကိုယူလိုက်ပါယူပြီးွားတာနဲ့ကျွန်တော်တို့ဖုန်းမှာရှိတဲ့ Google လို့ Chrome လို့တွေကိုသွားမယ်နော်ကျွန်တော်ကတော့ဒီက Google ပဲသွားမယ် Google မရှိဒီ Chrome တွေပါတွေတုံးနေတယ်ဆိုလည်းရကျွန်တော် Google ကိုပဲသွားမယ် Google မှာသွားပြီးတော့ကိုကကြကြလေးဖိထားလိုက်ပါဖိပြီးွားရင်ဒီက Pay ဆိုတဲ့စာတန်းလေးနှိပ်လိုက်နော် ပြည့်စုံတဲ့စာတမ်းလေးကိုနှိပ်ပြီးွားရင်ဒီကဆက်ဆက်ပုံစံလေးအဲ့ဒါလေးနှိပ်လိုက်ဒါဆိုလို့ချင်းသူအဲ့ဒီ website ထဲကိုရောက်သွားမယ်ရောက်သွားပြီဆိုတာနဲ့ကိုကပထမဦးဆုံးဘာလောက်ရမလဲဆိုလို့ချင်းဒီပထမဦးဆုံးဒီဒီမှာကျတော့နာမည်ထည့်ရမှာပေါ့ဒီမှာကျွန်တော်ကဖွင့်ပြမှာ M Y O မျိုး M T A U T A U Y A တူရအဲ့ဒါပြီး O O U မျိုးတူရအူဆိုပြီးကျွန်တော်ဖွင့်လိုက်မယ် password ကကိုထားခြင်းနဲ့ password ကိုဘယ်သူကိုကိုထားပါတော့အဲ့ပြီးတော့2 3 9 8 8 ပြီးလို့ရှိရင်ကျွန်တော်ကနောက်ထပ်တစ်ခုတက်ပြရမယ်ပြီးရင်ဒီအောက်မှာပေါ့နော်2 3ညာ2 6 8 8ဒါဆိုလို့ရှိရင်အပေါ်ဒီဒီအတန်းနဲ့ဒီတန်းနဲ့ကိုကျွန်တော်တို့တွေကတူအောင်ထည့်ပေးရမှာဖြစ်ပါတယ်เนาะဒီတန်းနဲ့ဒီတန်းနဲ့ကိုနှစ်ခုကိုတူအောင်ထည့်ပေးရပါမယ်ဒီဒီစရုပ်တမယောက်အတန်းမှာ၄တန်းမြောက်မှာကျတော့ကျွန်တော်တို့ဖုန်းနံပါတ်ထည့်ပေးရမှာဖြစ်ပါတယ်အဲ့တော့ဂရုံးဖုန်းနံပါတ်မှတ်မိလားအဖုန်းနံပါတ်လေးအော်အဲ့ဒါ36ဖုန်းနံပါတ်ထည့်မယ်เนาะ36 190 190 2 3433ပြီးတာနဲ့ကျွန်တော်တို့တွေကဘာကိုနှိပ်မလဲဆိုလို့ရှိရင်ဒီဘေးမှာစာတမ်းအဝါလေးရှိတယ်နော်ဒီ OTP ဆိုတာလေးရှိတယ်အဲ့ဒီ OTP ဆိုတဲ့စာတမ်းအဝါလေးကိုနှိပ်လိုက်ပါနှိပ်လိုက်လို့ရှိရင်အဲ့ဒီဖုန်းနံပါတ်နဲ့ကျွန်တော်တို့ဖုန်းထဲမှာ message ဝင်လာမယ်ပေါ့နော် message ဝင်လာမယ်အဲ့ဒီ message ကိုခဏဆောင်ပါနော်အဲ့ဒီ message ကိုခဏဆောင်မယ်ကျွန်တော်ကသူများဖုန်းထဲမှာသားကြမှာဖြစ်တဲ့အတွက်အဲ okay ဟုတ်တယ်ဟုတ်တယ်အဲ့ဒါပဲ wish okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့တွေကကုတ်ကြတဲ့အချိန်မျိုးစောင့်မိမယ်ခဏလေးပဲเนาะဒီမှာကျွန်တော်ကတမန်ဖုန်းနံပါတ်နဲ့ဖွင့်မိတာဖြစ်တဲ့အတွက်ဒီကဒီမှာပေါ့เนาะဒီကောင်ကြီးကြီးလိုက်ပါเนาะဒီမှာတမန်နံပါတ်တမန်နံပါတ်ရှိပါတယ်ဒီမှာနံပါတ်ရှိပါတယ်เนาะတေးသေးချာချာတော့မြင်ရမှာမဟုတ်ပါဘူး9694ဒါဟုတ်လားခရောတေးချာကြည့်ပါဦး ီလိုမျိုးစာလေးနဲ့ပေါ့နော်ဒီလိုမျိုး skyline ဆိုတဲ့ပုံစံလေးနဲ့ကြာလာလိမ့်မယ်ဂရုံးနံပါတ်ဘလောက်956 94ဟုတ်တယ်နော်အဲ့ဒီနံပါတ်လေးကိုကျွန်တော်တို့ဒီအဲ့ဒီဒီနေရာလေးမှာထည့်ပေးလိုက်ဒီအောက်ဆုံးအတန်းလေးထဲမှာကြံတဲ့လွတ်တဲ့နေရာမှာပေါ့နော်ခွန်956 94 95 64 95 64ဒါလေးထည့်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့တွေကကိုယ့်ရဲ့ password ကိုကိုတိတ်ချပြန်စစ်ပေါ့နော်2 3ည2 8 8စစ်ပြီးသွားတာနဲ့ကျွန်တော်တို့ဒီနေရာလေးကိုနှိပ်ပေးလိုက်ပါဒါဆိုလို့ရှိရင်ဒီနေရာမှာသူပြပါလိမ့်မယ်နော် ဆက်ဆက်ဒီလိုဆက်ဆက်ပြသွားပြီဆိုတာအကောင့်ဖွင့်တာအောင်မြင်သွားပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာအကောင့်နဲ့ဝင်သွားပြီပေါ့ဝင်သွားတာနဲ့ကျွန်တော်ကြည့်ကြည့်လိုက်ပါဒီမှာ1000တွေ့လားနော်အကောင့်က1000 1000ယူဝင်နေပါပြီဒီ1000ဝင်နေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့တွေကသူကအခုအနေထားမှာကျွန်တော်ဖုန်းမှာထိုင်းစာပြောင်းထားတဲ့အတွက်ကျွန်တော်ကအင်္ဂလိပ်စာပြောင်းမယ်အင်္ဂလိပ်စာပြောင်းမယ်ဆိုလို့ရှိရင်အခုမိတ်ဆွေတို့အနေနဲ့အနေအင်္ဂလိပ်စာကိုပြောင်းဖို့အတွက် ကသူ့ဘက်နေသူဒီအောက်မှာအော်တိုအတန်းလေးကြားလိုက်ပါမယ်ပေါ့နော်ကျွန်တော်ကတော့အနေနဲ့ မနေ့ဟိုဘယ်လိုပြောမလဲနှိပ်ထားတာဖြစ်တဲ့အတွက်ဒီလိုမျိုးမကြပါဘူးပေါ့နော်အခုဒီလိုမျိုးကြတယ်အဲ့တော့ကျွန်တော်တို့ဒီနေရာမှာကျွန်တော်ကဒီနေရာမှာအင်္ဂလိပ်စာပြန်ပြောင်းမယ်ပေါ့ဒီမှာဘာမီဖြစ်နေဘာမီဆိုတော့ပမာလိုမြင်ရတယ်ဒါကြောင့်ကျွန်တော်ကဒီမှာအင်္ဂလိပ်စာကိုပြန်ပြောင်းမယ် world language ကျွန်တော်ဒီမှာအင်္ဂလိပ်စာပြောင်းမယ်ဒီမှာအင်္ဂလိပ်စာအဲဒီမှာအင်္ဂလိပ်အင်္ဂလိပ်ကိုပြောင်းလိုက်ပြီပြောင်းပြီးွားတာနဲ့ကျွန်တော်ဒီနေရာမှာဘယ်လိုပြောမလဲဟိုစိတ်စိတ်စိတ်လိုက်ပြီပေါ့နော် ်အင်္ဂလိပ်စာပြောင်းမှုွားတာနဲ့ဒီနေရာမှာကျွန်တော်တို့ဘာဆက်လုပ်ရမလဲဆိုလို့ရှိရင်အကောင့်ဖွင့်ပြီးွားနောက်တစ်ဆင့်အနေနဲ့ကျွန်တော်တို့ကျွန်တော်တို့ကနောက်တစ်ဆင့်အနေနဲ့ဘာလုပ်ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီအကောင့်ထဲမှာရှိတဲ့ဒီပုံစံလေးပေါ့ဒီလူပုံစံလေးကိုလာမယ်လာပြီးွားတာနဲ့ကျွန်တော်တို့ဘာလုပ်မလဲဒီနေရာကျတော့ပုံချင်းလို့ရပါတယ်ဒီနေရာမှာပုံချင်းကိုကြိုက်တဲ့ပုံလေးချင်းလို့ရတယ်နော်ကိုကြိုက်တဲ့ပုံလေးနှိမ့်နှိမ့်ပြီးွားဒါလေးနှိမ့်လိုက်နှိမ့်ပြီးွားရဆိုချင်းပြီကိုကြိုက်တဲ့ပုံလေးချင်းပြီဒါဆိုလို့ရှိရင်ချင်းသွားပြီပေါ့ချင်းသွားပြီဆိုလို့ရှိရင်နောက်တစ်ခုအနေနဲ့ကျွန်တော်တို့ဘာလုပ်ရမလဲဆိုရင်ကျွန်တော်တို့ဘန်ချက်ရမယ်ဒီနေရာမှာဘန်ချက်ရမယ်ပေါ့နော် ဖန်ချိန်မယ်ဒီနေရာမှာကျွန်တော်တို့ real name ပေါ့ဒီမှာဒီမှာကျွန်တော်တို့စာကြည့်လို့ရပါတယ်เนาะတေချာပြန်ကြည့်လို့ရပါတယ်ကျွန်တော်တို့ဒီမှာ translate မှာဒီမှာအင်္ဂလိပ်ကိုပြောင်းလိုက်ရင်ကျွန်တော်တို့ဒီမှာ real ကျွန်တော်တို့ဒီမှာဒီမှာ name ဒီ name နေရာမှာကျွန်တော်တို့တွေကကရုံးဘန် account number တွေမှတ်မိလားအဲ့ဒီမှာ new သူရအဲ့ဒီဟာကို a အဲ့ဒါပြီးရင် y အဲ့ဒါပြီးရင် o မျိုး d a u 2

ဆယ်လုံးထဲမှာ3958314344 3958314344 3958314344အပြင်ဘန်ရွေးမယ်ဆိုဒီမှာပေါ့နော်ကိုဘန်ကိုရွေးဒီမှာကျကာစီကိုမှာဖြစ်တဲ့အတွက်ကာစီကိုပါဒါဆိုလို့ရှိရင် နော်နင်ဟိုကျွန်တော်တို့ပြီးွားပြီဗောနော်ပြီးပြီဆိုကျွန်တော်တို့ဘယ်နေရာကိုသွားမလဲကျွန်တော်တို့ဒီအောက်မှာဗောနော်ဒီအောက်မှာဒီမှာ data setting ဆိုပြီးရရှိပါတယ်ဒီမှာ data data setting အဲ့ဒါလေးကိုနှိပ်လိုက်လို့ရှိရင် तू စိတ်ွားလိုက်မယ်နော်ဒီမှာ तू လွဲနေတယ်ဗောနော် primary error တဲ့ဘာ error ဖြစ်နေလဲမသိဘူးဒါကိုကျွန်တော်တို့တစ်ချက်ပြန်ကြည့်ပြီးဖို့လေဒီနေရာမှာ line id ဗောနော်ကိုက line id ကိုကိုကယူတက်တယ်ဆိုရင်တော့ယူလို့ရတယ်ကျွန်တော်ကတော့ယူထည့်တဲ့နေရာမပြတော့ဘူးကြာနေမှာဆိုလို့ပောက်ကရရထည့်လိုက်လည်းရတယ်နော်ဘာမှမဖြစ်ဘူး ပြီးရင် data set ရုံသွားလိုက်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီကနှစ်လေတည်းမှာဆက်ဆက်ပြတ်သွားပြီဒါဆိုလို့ရှိရင်ပြီးသွားပြီပန်ချိတ်လို့ရပါပြီနော်ပန်ချိတ်လို့ရပါပြီနောက်တစ်ခါကျွန်တော်ကအင်္ဂလိပ်စာလုံးပြောင်းမယ်မိတ်ဆွေတို့ရှိမှဆိုလို့ရှိရင်ဒီလိုခဏခဏပြောင်းအောင်မဟုတ်ဘူးနော်ကျွန်တော်ကထိုင်းစာကိုအဲအမြဲတမ်းတက်စီပြောင်းထားတာမို့လို့ ပြီးလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာ edit pin password ဆိုတာ transition password ဆိုတာကျွန်တော်တို့ပတ်စံထုတ်တဲ့အချိန်မှာအသုံးပြုရမယ့် password ပဲဖြစ်ပါတယ်အဲ့ဒီ password ကိုကျွန်တော်တို့ထည့်နှိပ်လိုက်ပါအဲ့နေရာနှိပ်လိုက်ပြီဆိုတာဒီလိုပုံစံမျိုးမရမှာမရဘူးဆိုတာနဲ့ဒီအပေါ်ဆုံးမှာကျွန်တော်တို့ထည့်ပေးရမယ့် number ကကျွန်တော်တို့အကောက်ဖွင့်လိုက်တုန်းကထည့်ထားတဲ့ number ပဲဖြစ်ပါတယ်အကောက်ရဲ့အကောက်ရဲ့ password ပါ2 3 9 8 8 အဲ့ဒါပြီးလာနဲ့ဒီအောက်ကပတ်စံထုံးမဲ့ password ကကိုကြိုက်ရထားလို့ရတယ်ကျွန်တော်ကတော့အဲ့ဒီကဏ္ဍမဲ့ထားလိုက်မယ်ဟုတ်ပြီနော်2 3 2 8 8ရှင်းထည့်ပြီးတာနဲ့ကျွန်တော်တို့ဒီအောက်ကအတန်းပါလဲဗောနော်ဒီအောက်ကအတန်းပါလဲအပေါ်ကအတန်းနဲ့အတူတူ2 3 9 2 8 8 2 3 9 2 8 8 2 3 9 2 8အဲ့ဒါပြီးလို့ရှင် ကျွန်တော်ပြန်ဖြတ်လိုက်မယ်ပေါ့နော်ကျွန်မဖုန်းကလည်းခဏခဏခေါ်နေတယ်2 3 9 8 8 8အဲ့ဒါလေးကျွန်တော်ထည့်မယ်ထည့်ပြီးသွားလို့ရပြီဆိုတာနဲ့ကျွန်တော်တို့ဒီနေရာစာလေးနှိပ်ပေးလိုက်ရမှာเนาะကျွန်တော်ကတော့ဒီမှာအင်္ဂလိပ်စာကိုပြန်ပြောင်းနေတော့ဦးကြာနေမှာဆိုလို့เนาะအင်္ဂလိပ်စာပြောင်းမှဆိုအဲ့လိုပဲပြောင်းရတာဒါလေးမှတ်ထားပြီးလို့ရှိရင်နောက်တစ်ခေါက်ကကျွန်တော်တို့ဒီနေရာမှာပေါ့เนาะဒီအောက်ဆုံးမှာကျွန်တော်တို့ delivery address ဆိုတာရှိတယ်အဲ့ delivery address ကိုကျွန်တော်အင်္ဂလိပ်စာလေးတစ်ချက်ပြန်ပြောင်းမယ်ကျွန်တော်ကတော့ခဏခဏပြောင်းနေရတယ်ဘာလို့လဲဆိုတော့ကျွန်တော်ထိုင်းစာကို all the way ထားရတာမို့လို့เนาะ ဒါကြောင့် delivery address ကိုသွားမယ်။သွားပြီးသွားတယ်နဲ့ကျွန်တော်တို့ဒီပေါ်တုံးမှာပါထည့်မယ်လဲဆိုကိုယ့်ရဲ့ name ကိုထည့်ရမယ်ထင်တယ်နော်။ကိုယ့်ရဲ့ name ကိုထည့်မယ်။ဒီနေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့ real name အစွမ်းသာထည့်ထားတဲ့နာမည်ပေါ့နော်။မျိုးတူရဦးအမ် yo မျိုး tau2yaoou မျိုးတူရအူဖုန်းနံပါတ်ကမှတ်မိလား396 396 190 190 2033 2033 3463936093ပြီးလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာတော့ကျွန်တော်တို့မြို့ဖြစ်ပါတယ်เนาะကိုကိုနေတဲ့မြို့ပေါ့เนาะကိုကဘယ်နေဘယ်မြို့မှာနေတာလဲကျွန်တော်ကတော့ S S SMUD အပြီး SAK k h o n စမုစာခွန်ပေါ့နော်စမုစာခွန်မှနေတယ်လိပ်စာကတော့ကျွန်တော်တို့ဘယ်လိပ်စာထည့်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ဟိုဘာမှအထွေထူးရေးကြမလို့ပေါ့နော်ဘန်ကောက်တို့ဘာတို့ထည့်လိုက်ရတယ် b a n g k o k ဘန်ကောက်အဲ့လိုမျိုးထည့်လိုက်ရတယ်ပေါ့နော်ထည့်ယူလိုက်ဆိုတော့ဒီက record နှိပ်လိုက်အဲ့ဆိုလို့ရှိရင်ဆက်ဆက်ဖြစ်သွားမယ်နော်အဲ့ဆိုလို့ရှိရင်ဒါလည်းပြီးသွားပြီပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီနေရာမှာကျွန်တော်တို့ကြည့်ကြည့်ပါနော်ဒီနေရာလေးကိုတစ်ချက်လာကြည့်လိုက်ပါကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့နှိပ်ရတဲ့အတန်နဲ့ ်အင်္ဂလိပ်စာဖြစ်နေမှာဆိုလို့ရှိရင် तू ကဒီနေရာမှာဝင်နှိပ်လို့မရပါဘူးเนาะဒီမှာကြည့်ကြည့်ပါကျွန်တော် translate ကိုသွားမယ်ဒီမှာအင်္ဂလိပ်ဒါ तू အင်္ဂလိပ်အင်္ဂလိပ်ဖြစ်သွားပြီကျွန်တော်ဒီက rotate နှိပ်ကြည့်မယ်ကြည့်ကြည့်လိုက်ပါเนาะမတော်ဘူးเนาะ rotate ကိုနှိပ်တယ်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 မတော်ဘူးတွေ့လားဒါပေမဲ့ तू ကထိုင်းစာအဖြစ်ပြောင်းရမယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်ကထိုင်းစာကို all the way ထားရတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီနေရာမှာကျွန်တော်ကဒီနေရာမှာထိုင်းစာအဖြစ်ပြောင်းမယ် ထားတဲ့ဖြည့်ပြောင်းဖို့ဆိုလို့ရှိရင်ကျွန်တော်ကဒီ software ကိုကျွန်တော်ကထိုင်းစာ automatic အလိုလျောက်ထိုင်းစာကြီးပဲကျွန်တော်ရွေးထားလိုက်ပြီအဲ့ဒါကြောင့်မို့လို့ကျွန်တော်နှိပ်လို့ရတယ်အဲ့တော့ကျွန်တော်ကဒီမှာထိုင်းစာရပြီဖြစ်တော့ဒီညာလေးကိုနှိပ်လိုက်မယ်ဒါမှကြီးထိုင်းစာနဲ့ဆိုတော့သူကသွားရတွေ့တယ်နော်အဲ့ဒီချက်လေးကိုသတိထားပေးပါနော်အင်္ဂလိပ်စာနဲ့ဆိုလို့ရှိရင်နှိပ်လို့မရပါဘူးထိုင်းစာနှိပ်မှရပါမယ်ဒါဆိုလို့ရှိရင်တစ်ချိန်0.45ကျွန်တော်45ပြရရတယ်ပေါ့နော်တစ်ချိန်ကိုကျွန်တော်တို့ဒီမှာဒါဆိုလို့ရှိရင်အမဲလေးကိုနှိပ်လိုက်ပြီး ဒါဆိုလို့ရှိရင်ဒီလိုပုံစံမျိုးပေါ့နော်ဒီလိုပုံစံမျိုးလောက်တက်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ်အင်္ဂလိပ်စာအနေနဲ့ထိုင်းစာကိုပြောင်းမယ်ဆိုလို့ရှိရင်ကုဖုံးကနေမပေါ်ပေးဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီကအစုံဆုံးလေးကိုသွားလိုက်ပါနော်ကိုဝင်လာတဲ့အစုံလုံးကိုသွားမယ်ပြီးရင်ဒီက translate ကိုနှိပ်လိုက်နှိပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာ time ဆိုတာရှိတယ်ဒါမှမဟုတ်လို့ရှိရင်ဒီနေရာအဆက်၃ဆောင်နှိပ်လိုက်အဆက်၃ဆောင်နှိပ်လိုက်ပြီဆိုတာနဲ့ဒီမှာ never ကျွန်တော်တို့ဒီမှာဒီမှာ never translate pay in time ကျွန်တော်တို့ never translate this side ဒီစိတ်မှာဒီ website မှာကျွန်တော်တို့ဒီဟာကြတော့ဒီလိုမျိုးကျွန်တော်တို့ auto translate မထားတော့ဘူးပေါ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ site မှာကျွန်တော်တို့ထိုင်းအောင်ကြီးအမြဲတမ်းသုံးပါအဲအဲ့လိုပုံစံမျိုးဒါကြောင့်ဒီနေရာလေးကိုယူပြီးအမှန်ချင်းနှိပ်ပေးလိုက်ပြီဆိုလို့ရှိရင်ထိုင်းကြီးအမြဲတမ်းလာပြီဟုတ်ပြီနော်အဲ့ဒါလေးကိုအမြဲတမ်းမှတ်ထားပါတကယ်လို့ကိုကဒီနေရာမှာအမှန်ကြီးပေးရမယ်ဆိုလို့ရှိရင်ဒီအောက်မှာဒီလိုမျိုးလေးမေးနေလိမ့်မယ်နော်အမြဲတမ်းမေးမှာနော်အဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့တွေကထိုင်းဟိုပဲကျွန်တော်ကအမြဲတမ်းလိုချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ အဲ့အမှန်ကြီးလေးပေးထားတယ် never always translate for time ဆိုပြီးတော့အဲ့ဒါလေးကိုကျွန်တော်ပေးလိုက်တယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့တွေဒီနေရာလေးကိုသွားပြီးတော့နောက်တစ်ချိန်ထပ်နေကြည့်လိုက်မယ် okay ဗီဒီယိုလည်းရှင်းနေပြီဗောနော်ဗီဒီယိုလည်းအရင်ရှင်းနေပြီဒါဆိုလို့ရှိရင်ထိုင်းစာနဲ့ဒီမှာကျွန်တော်စနိုက်ပြမယ်ထိုင်းစာနဲ့ဆိုတော့သွားတယ်ဒီမှာတစ်ချိန်ကြည့်ပါပြီနော်55ပြရတယ်တစ်ထောင်ထဲမှာ55ပြရှိနေပြီဗောနော်ဒါဆိုလို့ရှိရင်အားလုံးအားလုံးဘယ်လိုပြောမလဲလောက်တက်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ် okay ပါဗီဒီယိုလေးကတော့လောက်ပါပဲ ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဟိုနေ့ကတော့ပြီးပြီပေါ့နော်တကယ်လို့ဟိုနေ့ဟိုဒီ line မောင်းနေပြီးတော့သူများကလှုပ်ချင်နေဆိုရင်တော့ဒီလိုမျိုးဒီ software လေးကိုအသုံးပြုချင်နေဆိုလို့ရှိရင်ကျွန်တော်ရဲ့ video အောက်မှာကျွန်တော်ကဟိုနေ့လောက်ထားပေးတယ်ပေါ့နော် description မှာကျွန်တော် link ချထားပေးတယ်အဲ့ link လေးကိုနှိပ်ပြီးတော့ဒီတိုင်းပဲဝင်နှိပ်ကြည့်ပါနော်ဝင်လုံးကြည့်ကြည့်ပါအဆင်ပြေပါလိမ့်မယ်တကယ်လို့ပတ်စံတောင်းချင်နေဆိုလို့ရှိရင်ဒီနေရာကိုလာလိုက်မယ်ပေါ့နော်ဒီဘက်အစုံလုံးနေရာလူလူလေးနှိပ်မယ်နှိပ်ပြီးွားတိုင်းနဲ့ဒီနေရာမှာကျွန်တော်တို့ withdraw လာ withdraw ဆိုပြီးရှိပါတယ်နော်ကျွန်တော်ကဒီမှာ translate ကိုတစ်ချက်နှိပ်မယ် ပြီးလို့ရှိရင်ကျွန်တော်ဒီမှာတစ်ချက်ကြည့်မယ်ဒီမှာ withdraw ပေါ့နော်ဒီ withdraw ကိုနှိပ်လိုက်ပြီဆိုတာနဲ့ဒီလိုမျိုးလေးလာမှာတွေ့လာကျွန်တော်ချိန်ထားတဲ့ဘဏ်နာမည်နဲ့ဘဏ်နဲ့ရနေနဲ့ပြီးလို့ရှိရင် bank account number နဲ့ဒါမျိုးလေးကြားလာမှာကိုယ့်ရဲ့ဖုန်းနံပါတ်နဲ့ကြားလာပြီဆိုဒီနေရာမှာကျွန်တော်တို့အစောနာထည့်လိုက်တဲ့ pin number ပေါ့နော်အဲ့ဒီ pin number ထည့်ရမယ်ဒီနေရာမှာကျတော့ကိုထုတ်ချင်တဲ့ငွေပမာဏကိုထည့်ရမယ်အနည်းဆုံးတရာမှသူကထုတ်လို့ရမယ်ပေါ့နော် တရားတသမနှစ်ဘတ်အထိပေါ့နော်အနည်းဆုံးတရားထုံးမှငွေရထုတ်လို့ရမယ်အဲ့ဒီလိုမျိုးရေးပြီးွားပြီဆိုတာနဲ့ကျွန်တော်တို့ဒီအောက်ကနေပြီးတော့ဒီအောက်ကနေပြီးတော့ဒီ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 ကောင်လေးကိုနှိပ်ပေးလိုက်ခြင်းအဖြစ်ကျွန်တော်တို့တွေကပတ်စံကဝင်သွားပါပြီပတ်စံဝင်ပြီးွားတဲ့ဟာကိုဘယ်မှာပြန်ကြည့်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာပေါ့နော်ဒီအဝါရောင်လေး window record ဆိုတာလေးရှိပါတယ်ကျွန်တော် translate ကိုတစ်ချက်သွားပြီးပြပြရမယ်နားလည်အောင် ကျွန်တော်ကအခုလောလောဆယ်ကဟိုအဖြစ်ပဲလုပ်ပြရတာမလို့ပါနော် window record ကိုဒီနေ့အောင်နှိပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ထုတ်လိုက်တဲ့ပတ်စံတွေကိုကြည့်လို့ရတယ်ပေါ့နော်တကယ်လို့မိမိတို့အနေနဲ့ပေါ့နော်ဟိုတကယ်လို့လုပ်လို့အဆင်မပြေဘူးဆိုလို့ရှိရင် messenger အနေနဲ့လာရောက်မိမိနိုင်ပါတယ်ဟုတ်ကဲ့ပါအားလုံးကျေးဇူးတင်ပါတယ်